တောင်းသမီးတို့အားလုံးမင်္ဂလာပါဒီချက်ကတော့ဒုတိယရန်ဇာရိတာနဲ့တည်သူနီတီဘာသာရက်ကိုတင် जा ပေးမိဒီချက်နိုင်ဖြစ်ပါတယ်အခုစာတင်ချိန်မှာတော့ဒီချက်ကသင်ခန်းစာ7စာနာနားလေပါဆိုတဲ့သင်ခန်းစာလေးကိုတင် जा ပေးမှာနော် ဒီသင်ငန်းစာလေးကိုတာရုတ်သမီးတို့ကဘာဖြစ်လို့သင်ကြားရတာလဲဆိုတော့တာရုတ်သမီးတို့တအူးနဲ့တအူးစာနာနားလည်တတ်ဖို့အတွက်သင်ကြားရခြင်းဖြစ်ပါတယ်နော်ဒီချက်ကမိကွန်းလေးတွေမေးပေးမယ်နော်တငယ်ချင်းများများရှိတာကောင်းသလားတင့်မှာဘလို့တငယ်ချင်းတွေရှိသလဲတငယ်ချင်းအားလုံးကိုခင်သလားကိုတငယ်ချင်းကကိုနဲ့အကြိုက်မတူတဲ့အခါတင့်ရဲ့စိတ်ထဲဘလို့နေမလဲတငယ်ချင်းတွေရှိတာကောင်းတာပဲလို့ထင်တဲ့အချိန်က ဘယ်လိုအချိန်မျိုးလဲကဲတအားတို့သမီးတို့ရေဒီမေးခွန်းလေးတွေကိုတအားတို့သမီးတို့ကိုယ်တိုင်စဉ်းစားပြီးဖြေကြည့်ပါအောင်နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီ channel အတူတူဇလန်းလေးတစ်ပုတ်မားထောင်ကြည့်ရအောင်ဇလန်းလေးရဲ့နာမည်ကစာနာနားလေပါတဲ့။ကြောင်တက်ခေါင်းလောင်မထိုးသေးလို့မောင်မြင့်တို့တငယ်ချင်းတွေကစားနေကြတော့ မောင်မြင့်ရင်မင်းအမေမိုးလဲလို့ဆိုပြီးထွေးပူကလာပြောတယ်။မောင်မြင့်ကအမေကိုတအားစိတ်ပူသွားတယ်။အမေစီကိုချက်ချင်းလိုက်သွားမှဖြစ်မယ်လို့တွေးမိတယ်။တငယ်ချင်းဖိုးနီငါ့ကိုအမေစီလိုက်ပို့ပေးပါလားလို့ပြောတော့ဖိုးနီကငါလိုက်မပို့နိုင်လို့စိတ်မကောင်းပါဘူးတငယ်ချင်းရဲ့တခြားသူတွေကို ပြောကြည့်ပါလို့ပြောလိုက်တယ်။တငယ်ချင်းလှတယ်ရဲ့ငါ့ကိုအမေစီလိုက်ပို့ပေးပါလားလို့နောက်တစ်ယောက်ကိုပြောပြန်တယ်။ ငါလိုက်မပို့နိုင်လို့စိတ်မကောင်းပါဘူးတငယ်ချင်းရင်တခြားသူတွေကိုပြောကြည့်ပါလို့လှတင်ကပြောလိုက်တယ်။မောင်မြင့်ဝမ်းနေလာတယ်။တယောက်မှသူ့ရဲ့ခံစားချက်ကိုနားလည်မပေးနိုင်ဘူး။နောက်တယောက်ကိုပြောကြည့်အောင်မပဲဆိုပြီးတော့တငယ်ချင်းစောင်းအောင်ရင်ငါအမေစီကိုလိုက်သွားမှဖြစ်မင်းလို့ပြောပြန်တယ်။စောင်းအောင်ကမင်းဆွေနေရကိုငါနားလေတယ်။ငါအကိုကြီးကိုပြောပြပြီးမင်းကိုလိုက်ပို့ခိုင်းမယ်။ခနာဆောင်တော့ဆီယမစီမှာခွင့်တိုင်ခဲ့မယ်လို့ပြောတယ်။ ခဏကြာမှစောနောင်နဲ့အတူသူ့အကိုကြီးရောက်လာပြီးအကိုကြီးကမောင်မြင့်ကိုစပိန်မွန်တင်ခေါ်သွားတယ်။စောနောင်တို့ရောက်သွားတဲ့အချိန်မှာ အမေကဆူဆူရွရွရမဖြစ်လို့တော်သေးတာပေါ့လို့မောင်မြင့်ကပြောပြတယ်။မောင်မြင့်ရဲ့အမေကဒေါ်တော်ရဲ့သားလေးကိုအခုလိုလိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်။သားလေးကဒေါ်တော်အတွက်သိတ်ဆိုးရင်ပြီးအိမ်ပြန်ချိန်တဲ့အချိန်မှာသူ့အပေါ်စာနာနားလဲပေးပြီးကုညီတဲ့တငယ်ချင်းတွေရှိတာကို တော်တော်သိဝမ်းသာပါတယ်လို့ပြောလိုက်တယ်။ကဲတားတို့သမီးတို့ရေဒီဇလန်လေးကိုနားထောင်ပြီးတော့တားတို့သမီးတို့ကိုဆိုရင်ရောတငယ်ချင်းကအကူညီတောင်းတဲ့အခါမှာကူညီပေးမှလားညင်းပယ်မှလားတငယ်ချင်းရဲ့ခံစားချက်ကိုနားလည်ပေးမှလားနားမလည်ပေးဘူးလားစဉ်းစားကြည့်ကြပါဦးနော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီချင်းနဲ့အတူတူကြပြန်လေးရွတ်ကြည့်ရအောင် နာနားလေပါခက်ခဲကြုံကဖေးမကူနားလေပေးတဲ့သူစိတ်ထားကြည်ပြူနှစ်သိမ့်ပေးအားငယ်စင်မှကျင်နာတွေးဝင်လေးပစ္စည်းတဲလို့လားငါတို့ကူညီမှာဝိုင်းပေကချမ်းမထဒန်းသူကူညီကျင်နာပွားအားနေသူကိုအားပေးရာအင်းမြပီတိဖြာတူရှင်ကလက်တွဲလို့ နားလည်ပေးကြစို့ဒီကပြားလေးကိုရေးတဲ့သူကတော့ဆရာချစ်လို့အမည်ရပါတယ်တောက်သမီးတို့ရေကဲတောက်သမီးတို့ရေဇာနာနားလေပါဆိုတဲ့ကပြားလေးကိုတီချယ်နဲ့အတူတူခရွတ်ကြည့်မယ်နော်ခက်ခဲကြုံကဖေးမကူနားလေပေးတဲ့သူစိတ်ထားကြည်ပြူနှစ်သိမ့်ပေးအားငယ်စင်မှာကျင်နာတွေ့ဝင်းလေးပစ္စည်းသေးလို့လားငါတို့ကူညီမှာ ဝိုင်းပေကချမ်မထဒန်းတူကူညီကျင်နာပွားအားနေသူကိုအားပေးရာအင်းမြပီတိဖြာ တူရှင်ကလက်တွဲလို့နားလည်ပေးကြစို့သားတို့သမီးတို့လည်းတငယ်ချင်းကိုစာနာနားလည်နိုင်ကြပါစေနော်ကဲတားတို့သမီးတို့ရေတီချဲကတင်ငန်းစာလေးကိုဒီနားမှာနေရန်နားမယ်နော်။နောက်တင်ငန်းစာအစ်စ်မှာတီချဲနဲ့အတူတူပြန်တွေ့ဖို့စောင့်နေပါမယ်။